အခုသူရမဲ့ကင်တုံးပါကိုခနာဖဲ့ထားပြီးတော့ပညာမဲ့ကင်နှစ်ပါးနဲ့တမာရီမဲ့ကင်တုံးပါကို အလုံးလောက်ရမှာဖြစ်ပါတယ်။အဲ့ဒီဘာပါကိုကာရကမဲ့ကင်ငါးပါးလို့ခေါ်ပါတယ်။တရားအထုတ်နေတဲ့အချိန်တရားထိုင်နေတဲ့အချိန်မှာစကားမပြောဘူးလေ။အဲ့ဒါကြောင့်သမာဝါစာမလို့အတေကာယကံရောက်လို့တဲ့အိဋ္ဌလေးမရှိတဲ့အတကြောင် အမသမနာလည်းမရှိသေးဘူး။နောက်တစ်ခါအတ္တမိုးမှုမရှိတဲ့အတွက်ကြောင့်သမ္မာအာဇီဝလည်းမလိုအပ်သေးဘူး။ဉာဏ်မကျေသုံးမှာခဏထက်ထား။အားထုတ်တဲ့အခါမှာပညာမကျေခဏပါရဲ့သမာဓိမကျေသုံးပါရဲ့လိုအပ်ပါတယ်။အဲ့ဒီငါးခုကပဲအလုံးလုံးနေတာတရားအားထုတ်နေတဲ့အချိန်မှာခဏကူထောက်ပြမှုတွေကိုသိလာတယ်။ သိလာတဲ့အခါမှာအဲ့ဒီခန္ဓာရဲ့ထောက်ပြမှုတွေကိုပဲကြည့်ရင်ကြည့်ရင်ကြည့်ရင်နဲ့နည်းနည်းကြာလာတဲ့အခါကျတော့ဒီထောက်ပြတဲ့ဓာတ်မျိုးမခံနိုင်တော့ဘူးလေမခံနိုင်တဲ့အခါကျတော့ရုပ်မှန်ကိုရှုမှတ်နေရတာရှုမှတ်နေတာပဲဒါပေမဲ့ခံစားမှုကမကောင်းတဲ့ခံစားမှုဒုက္ခဝေဒနာကြီးဖြစ်နေတယ်ဖြစ်နေတော့အဲ့ဒီဒုက္ခဝေဒနာကိုသူက ဣရိယာပုံမပြောင်းတော့တည်တည်ပြီးရှုနေတယ်ဆိုလို့ရှိရင်ဆိုပါတော့ကမ္မထံပြဆရာကားနေပြီးတော့ဣရိယာပုံမပြောင်းပါဘူးဒီဒီတိုင်းလဲရှုပါဆိုပြီးတော့အတင်းရှုခိုင်းတယ်ဆိုပါတော့ဒီရှုမှတ်နေတဲ့ယောဂီကလည်းတော်တော်နာနေပြီလေမခံမရနိုင်ဖြစ်နေပြီလေအောက်ကသူ့အလေးကျင်ကလည်းသူ့မှာဖာကာကရှိနေတာကိုဒီဟာကိုအတင်းပြေလောက်ခိုင်းနေတယ်ဆိုလို့ရှိရင်ယောဂီရဲ့စိတ်ထဲမှာ မကျေနပ်မှုဖြစ်မလဲဦးလားမခံနာမှုဖြစ်မလဲဦးလားမကျေနပ်မှုမခံနာမှုဆိုတာအဲ့ဒါဒေါသပါလုံနေတဲ့အလုံးကကိလေသာကင်းအောင်လုံနေတာဖြစ်နေတာကဘာဖြစ်နေလဲကိလေသာဖြစ်နေဒေါသကိလေသာဖြစ်နေတယ်အဲ့တော့အတင်းချိန်နှိပ်ပြီးတော့အခံပါမယ်ပြင်လို့ရပါတယ်ဒါပေမဲ့ပြင်လို့ရှိပါတယ်ဆိုပြီးတော့လည်းခဏခဏလည်းမပြင်ရပါနဲ့ တရားအားထုတ်တဲ့အခါမှာခန္ဓာကိုမလိုလိုက်လုံးလို့လည်းမရဘူးရှော့ပြေးလုံးလို့လည်းမရဘူးပြဲလုံးဝကြည့်လည်းမရပါဘူးเนาะအလိုက်တဲ့နဲ့သင်ပြအောင်လို့နောက်ပိုင်းကျတော့ဖန်ရင်းဆိုင်ရင်းနဲ့တဘာဝတရားတို့ကိုစီစဉ်နေတတ်ကြနဲ့ရှုတတ်မှတ်တတ်လာပြီဆိုရင်အဲ့ပုဂ္ဂိုလ်နဲ့ရှင်းရှင်းခံနိုင်ပါလေအဲ့ချိန်ကျရင်ပြင်ပါဆိုလို့တော့မပြင်တော့ပါဘူးအခုလည်းတော့တကယ် ပြင်ဝင်ရတဲ့ဆိုတိုင်းလည်းအရင်ပြင်နေကြပါဘူး။ဒီနေ့ဆို62ခါလောက်မှပြင်ရပါတယ်။လက်တွေ့လေးဆိုင်ကြည့်ကြအောင်။ခန္ဓာကိုယ်ကိုဆောင်ရောင်းထားမယ်။ကလေးကိုနာဒီရောက်မှတ်ထားမယ်။ ပါအလယ်ဆုံးသုံးချက်တလုံးကိုမိအောင်ဆန်းတယ်အင်းဒီအာထုံနေတဲ့ကမ္မထံကိုဖြည့်စည်လာမဲ့ဤတိအာယုံလေးဘဆုံးလောကလက်မခံပါနဲ့တတိပုဥတီပါတတိကနေပြီးတော့ငုံနေတဲ့သဘာဝလို့ ေါ်ပေးပါလိမ့်မယ်။လုံးနေတဲ့သဘာဝတွေကိုတတိကပေါ်ပေးလိုက်အခါမှာပြညာကနေပြီးတော့သဘာဝတရားတွေကိုပြညာကသုံးတတ်ပါလိမ့်မယ်။အာထုံပင်ညာမှာပရိယထားပြီးအာထုံမယ်တတိကိုတိုက်ထားမယ်မှန်ကန်တဲ့ဝရိယကို ကမ္မဝါယမမှန်ကန်တဲ့တတိကိုကမ္မတတိပန်ကန်တဲ့ပြည့်ရတည်နေမှုတွေကိုကမ္မသမာဓိအာသမာဓိမဲ့ခင်သုံးပါကမ္မဒိဋ္ဌိကြတော့မိမိရဲ့ခန္ဓာပါဖြစ်ပေါ်နေတဲ့ပေါက်ပြန်နေတဲ့သဘာဝလေးတွေကို ပြင်းနေတဲ့စိတ်ကလေးအဲ့ဒီတစ်ခုကိုနောက်ထပ်အပေါ်ကနေပြီးပြီးတော့အပေါ်ကနေကြည့်နေတဲ့စိတ်ကလေးတစ်ခုရှိတယ်အဲ့ဒါကအမှားတည်းကြည့်ဖြစ်ပါပဲအောက်ပြန်နေတဲ့သဘောကိုရောတည်နေတဲ့စိတ်ကလေးကိုရောနှစ်ခုစလုံးကိုတည်နေတဲ့စိတ်ကလေးမင်္ဂလာနဲ့တကယ်အရှိတရားတွေပေါ်မှာကျန်စီတဲ့ သဘောတမ္မာသင်္ကပ္ပတမ္မာဒုတိယတမ္မာသင်္ကပ္ပရဲ့တမ္မာဝါယမတမ္မာတတိတမ္မာသမာဓိအဲ့ဒီငါးခုကိုကာရကမဲ့ခြင်းငါးပါးလို့ခေါ်ပါတယ်တရားအထောက်အကူတဲ့အချိန်မှာအဲ့ဒီလမ်းကြောင်းကနေပြီးတော့တွေ့ပြန်မသွားပါနဲ့ အဲ့ဒီလမ်းကြောင်းကနေပြေဖယ်သွားလို့ရှိရင်အတော်တစ်ခက်ရောက်သွားပါသေးတယ်။မတိမပရိပရာလမ်းကြောင်းကနေချော့ဖတ်သွားပါလိမ့်မယ်။ဒီဥဒ္ဒိုင်လေးကျိုးကအာထုတ်ဖို့တိုက်ကြောင်းပါလေ။ဆူဆူဆိုင်ဆိုင်နဲ့ရှုမှတ်တဲ့အခါမှာ ခန္ဓာကိုယ်ကပေါက်ပြာမှုလေးတခုပေါ်လာဘယ်လိုပဲပေါ်လာပေါ်လာအဲ့ပေါ်လာတာလည်းရှိသေးလားကြည့်လိုက်ပါနောက်ထပ်ခေတ္တပုပေါ်လာကိုကြည့်လိုက်တဲ့အခါမှာလှုပ်တာလေးပဲဖြစ်ဖြစ်ပူတာလေးပဲဖြစ်ဖြစ်တင်းတာလေးပဲဖြစ်ဖြစ်တဲ့လေးပါးရဲ့ပေါက်ပြာမှုတခုခုကိုသိလိုက်တဲ့အချိန်ပြီးရင်အဲ့ ထောက်ပြမှုတွေကရှိသေးလားကြည်လိုက်နောက်ထပ်အတိတ်တစ်ခုထပ်ပြီးတော့ထပ်ပေါ်လာပါပဲရှေ့ကနေဖြစ်တဲ့တဘာဝလေးတစ်ခုကပြည့်စည်သွားတယ်မရှိတော့ဘူးချုပ်သွားတယ်တောက်သွားတယ်ချုပ်သွားတောက်သွားမရှိတော့တဲ့ဟာလေးကိုကအလိုက်တင်နေပြီးလိုက်ရုံပါပဲနောက်ထပ်ဖြစ်ပေါ်လာတဲ့အခြေအနေလေးတစ်ခုကိုထပ်ကြည့် မရှိတော့ဘူးချုပ်သွားတယ်ပြတ်သွားတယ်ဝိနည်းရဲ့ခန္ဓာကိုယ်မှာအဲ့ဒီပေါက်ပြန်မှုသဘောတရားတွေအမှုံအမှုံကြီးလားအငြင်းနဲ့အစ်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 တွေကြီးပါပဲဖြစ်ပေါ်လာတယ်မြတ်ခန္ဓာရဲ့ပေါက်ပြန်မှုသဘောတရားတွေဒီရှည်ရထွက်လိုက်နောက်ပါပြန်လိုက်ရှည်ရထွက်လိုက်နောက်ကပြန်လိုက်ဖြစ်တာနဲ့ပြတ်တာနဲ့ ဘလောက်กว่าတယ်လဲဆိုလို့ရှိရင်အခုဆိုပါတော့လှုပ်တာလေးတစ်ခုဆိုပါတော့အဲ့ဒီလှုပ်တာလေးတစ်ခုပေါ်လာလိုက်တာဟာအဲ့ပေါ်လာနဲ့ကြောက်ရတာနဲ့တစ်ထပ်ဆဲနှီးပါလောက်ကိုကြာပါတယ်ရှစ်ပေါ်လာတာနဲ့ဖြစ်သွားတဲ့သဘောတရားလေးနဲ့ဟာတစ်ထပ်ဆဲနှီးပါလောက်ကိုကြာပါတရားကိုဉာဏ်တန်တော့အတီးပါပဲဒီတဏှာလေးလားဆိုတော့မဟုတ်ဘူးခန္ဓာကိုယ်ရဲ့အနှံ့အပြားပါ အောက်ပြန်မှုသဘောတရားတွေကဖြစ်ပေါ်လာလိုက်ကြောက်သွားလိုက်ခြင်းလာလိုက်ကြောက်လိုက်တော့ခန္ဓာကိုယ်ထဲမှာပြောင်းတက်နေအောင်အဲ့ဒီမှာဖြစ်နေကြပါလေအဲ့ဒီအမှုံကတစ်ခုနဲ့တစ်ခုတိုးချိန်ပြီးတော့တိုက်ခိုက်ပြီးတော့ဖြစ်ပေါ်နေကြတာပါဖြောက်ပြနေတဲ့သဘောတရားတွေကိုသိတဲ့စိတ်ကလေးကတော့ မြဲနေတာလားဒါပါမဟုတ်ပြီးတဲ့စိတ်ကလေးတစ်ခုပေါ်လာလိုက်အဲ့ပြီးတဲ့စိတ်ကလေးကြောက်သွားလိုက်ဒါပေမဲ့ပြီးတဲ့စိတ်ကလေးတစ်ခုပေါ်လာလိုက်ဒီပြီးစိတ်ကလေးကတော့အစ်စ်အစ်စ်အစ်စ်ဖြစ်နေပဲဆိုတာကိုမြင်အောင်ကြည့်ပါရုပ်တရားနဲ့သက်သက်ရတော့လည်းကောင်းနဲ့တရားနဲ့သက်သက်ရတော့လည်းကောင်း ေါ်လာတဲ့အရာတွေကကြောက်သွားတာနဲ့တစ်ခါတည်းလူသားလောက်ကြတာမိအောင်ကြည့်ပါပေါ်လာလိုက်ကြောက်သွားလိုက်ဖြစ်လာလိုက်ပြက်သွားလိုက်မရှိတော့တာချုပ်သွားတာကြောက်သွားတာကုန်သွားတာအဲ့ဒါလေးကိုသိချာချာမိအောင်ဖမ်းပါ ောက်ပြန်နေတဲ့သဘောတရားလေးတွေဥပတိနေတဲ့စိတ်ကလေးရှိတယ်အဲ့ဒီတိနေတဲ့စိတ်ကလေးကလည်းတတိရဲ့တိနေတာမဟုတ်ပါဘူးဒီလက်ချက်သွားလိုက်နောက်ထပ်အပိစိတ်ကလေးအစားထိုးလိုက်ချက်သွားလိုက်တိရဲ့တိတိရဲ့စိတ်ကလေးကိုကြည့်နေတဲ့အချိန်မှာတခြားကြည့်တဲ့စိတ်တစ်ခုဖြစ်ပါလေခုနကတိနေတဲ့စိတ်ကလေးမရှိတော့ဘူးပြီးရင်ထောက်ကြနေတာကိုတိနေတဲ့စိတ်ကလေးရှိတယ်ဉာဏ်ကလည်းဒီတော့တခါကြည့်လိုက်ပြန်ရင် တုံးတက်လိုက်ရရင်ကြည့်နေတဲ့စိတ်ကလေးကမရှိတော့ဘူး။ဒါကြောင့်ဆိုသိနှစ်ခုပါတရားဝင်ရဲ့ဖြစ်ရုံထုံးလက်မရှိတဲ့အတွက်ကြောင့်တစ်ခုပြီးပါတစ်ခုဖြစ်ရတာပါ။ဒါကြောင့်အရှုခံစိတ်ကိုရှုတဲ့ဉာဏ်ကဖြစ်ပေါ်ခိုင်မှာအရှုခံစိတ်ပြီးမရှိတော့ပါဘူး။ချုပ်သွားပါတယ်။တရားမြတ်ကံလောကကြီးလို့လာတယ်။အရှုခံတဲ့စိတ်ကလေးကလည်း ရှုနေတဲ့စိတ်ရဲ့ဒီနှစ်ခုကဉာဏ်ဖြစ်နေတယ်လို့ထင်ပေါင်းထင်ကြပါလိမ့်မယ်ဒါမှမဟုတ်ပါဘူးတစ်ခုပြီးတော့အရှုံစိတ်ကတစ်ခုပြတ်သွားလိုက်ရှုတဲ့စိတ်ကတစ်ခုပေါ်လာလိုက်အရှုံရှုတဲ့စိတ်ကပြတ်သွားလိုက်အရှုံစိတ်ကပေါ်လာလိုက်အဲ့ဒီလိုမျိုးတစ်လက်ပြီးတစ်လက်ဖြစ်တာပါဒုတိယနဲ့ဆက်ဆက်ရတဲ့ဖြစ်ဖြစ်နံတရားနဲ့ဆက်ဆက်ရတဲ့ဖြစ်ဖြစ် တည်တည်ချာချာခရူးတစ်ဆိုင်နဲ့တောင်းကြည့်နေပါပေါ်လာလိုက်ကြောက်သွားလိုက်ခစ်လိုက်ပြက်လိုက်မမြဲတဲ့သဘောသဘာဝတွေကိုစူးစူးပိုက်ပိုက်ကြည့်နေပါကြောင်းလဲနေတဲ့သဘောသဘာဝတွေကိုစူးစူးပိုက်ပိုက်ကြည့်နေပါစိတ်ပါလက်ပါအလုံးလုံးပါကာရတာမခင်၅ပါးဒီလမ်းကြောင်းပေါ်နေပြီးတော့ ုတ်ပြန်နေတဲ့သဘောတဘာဝသိမှုသဘောတဘာဝလေးတွေကိုကြောက်ကြောက်သွားတာချုပ်ချုပ်သွားတာမရှိတော့တဲ့နဲ့ချုပ်ငုံသွားတာလေးတွေကိုမြင်အောင်ကြည့်ပါဖြစ်ပေါ်လာရင်လည်းဖြစ်ပေါ်လာတာလေးကိုလည်းသိအောင်မြင်အောင်ဒါမှသူ့ရဲ့လေသိပြီးလိုက်ပြတ်သွားရင်လည်းသိပြီးလိုက်ပါဏမေရမတ္တပါနဲ့ ိမှုတွေတက်တက်လေးပါပဲကျိုးလို့ရှိချင်းလေးပဲတိနေလေးလိုက်ပါအသက်ဖြစ်ပေါ်လာရင်လည်းတိလေးလိုက်အဟောင်းပြတ်သွားရင်လည်းတိလေးလိုက်ပါခန္ဓာကိုယ်ထဲမှာအသက်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 ဒီဒီပဲဖြစ်လာပြီအဟောင်းအဟောင်းတွေကအကုန်ပြည့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 ်သွားရပါ ဒီမလွတ်ပါစေနဲ့ဒီငြိမ်မှုစိတ်ကလေးလေးကိုမလွတ်ပါပါစေနဲ့ဒီဒီငြိမ်မှုလောက်ပါကျိုးသာမှုအာထုံမှုကိုဖြေပါတမာဝယမတမာတတိတမာတမာတိ မင်္ဂလာနဲ့အမြင်လေးနဲ့ရှုတော်မှာလို့ရသုံးသပ်ပါအမှတင်ကပ်ပါမင်္ဂလာနဲ့အယူမင်္ဂလာနဲ့အမြင်လေးရှိပါစေတမ္မာဒိဋ္ဌိအရိသင်္ကန်း၅ပါးနဲ့စုံလန်တွေကိုအရှုခံထားမယ်ဒီလိုဖြစ်လာရင်ဖြစ်ပေါ်လာတဲ့အတိုင်းပြတ်ပိုင်းပြတ်သွားတဲ့အတိုင်း အလိုက်တင်လေးပဲသိသေးပါ